မင်္ဂလာပါအားလုံးမင်္ဂလာရှိသောညချမ်းပါပြအားလုံးပဲလိုင်းတက်တာလည်းကြာပြီကဲဒီညကတော့မနေ့ကအပိတ်နှလုံးပရိနှလုံးနဲ့တွေ့ကြပြီပါနော် မင်္ဂလာပါလို့အဲ့ <coughs> ရာဒီတွေကလည်းမမှန်တယ်လို့ခဏလေးကလည်းမမှန်ဘူးတဲ့နော်။သူကတော့လူတိုင်းသွားနေတာ။ဒီညက်နေလေဗျာခဏန်းကိုရွေးပြီးမှပြန်ဖြတ်လိုက်နော်။စိတ်ကြီးရဲ့။ခဏန်းကိုရွေးပြီးမှပြန်ဖြတ်လိုက်ခဲ့လို့။ရွေးချယ်ပြီးတော့မကြိုက်လို့ဆိုပြီးတော့ပြန်ပြင်းနေဗျာ။ဖြစ်ပုံဖြစ်ပုံဖြစ်ပုံ။ ဒီမှာကနန်းရွေးချယ်ပြီးမှပြန်ဖြတ်ပလိုက်တယ်။နော်သူ all လေးကိုနှုတ်ရင်မိသေးတာပေါ့ဗျ။ပရိတ်စ်ကိုရွေးထားပြီးမှပြန်ဖြတ်ပလိုက်တယ်။ Wow, no. Oh. လိုင်းမတက်တာပါလို့ညနေရနော်လိုင်းမတက်အားလို့ပြ တရား90နဲ့တယောက်ဘယ်လောက်ဆိုလဲမနည်းပါဘူးကွာနော်လူတရား90ဆိုတာမနည်းဘူး ကဲသွားကြည့်မယ်ဗျာနော်ကြားလေဒီကိုဒီသုံးလုံးပေါင်း6နဲ့ရိုက်တယ်ဒီကိုကဒီသုံးလုံးပေါင်း6လို့ရိုက်ပြီးတာ ਨੇ 6ရယ်3ရယ်9ရယ်သုံးလုံးပေါင်း6 ဒီသုံးလုံးပေါင်း6ပါဝါဒီသုံးလုံးပေါင်းတက်လို့ရိုက်တယ်8နဲ့4နဲ့နှလုံးပေါင်း2ကို2ကယ်ခွန်ရယ်3ရယ်သုံးလုံးပေါင်း2လို့ရိုက်တယ်ခွန်ရယ်9ရယ်4ရယ်သုံးလုံးပေါင်း3ညပါဝါပရိန်5လို့ရိုက်တယ်ကြာပြီးသားတွေတအားဖြစ်မပြတော့ပြန်နော်အဲ့တော့ဝေကုန်ပါဆိုလို့ဒီ9ထိပ်ကြောင့် ဒီသုံးလုံးပေါင်း6လို့ရိုက်တာပြီးတာနဲ့ဒီသုံးလုံးပေါင်း6ပါဝါကို6ရဲ့2ရဲ့3ရဲ့သုံးလုံးပေါင်း1လို့ရိုက်တာ7နဲ့4နဲ့နှလုံးပေါင်း2ကို2ရဲ့9ရဲ့3ရဲ့သုံးလုံးပေါင်း1ပြီးတာနဲ့ဒီဇောင်းသုံးလုံးပေါင်း3ရပါဝါပရိ5လို့ရိုက်တာဒီ3ညကိုဒီသုံးလုံးပေါင်း3ညလို့ရိုက်ပြီးတာနဲ့3ညရဲ့6ရဲ့8ရဲ့3ည6 8ဆိုတဲ့3လုံးပေါင်းခွန်ခွန်ပါဝါကို2ရဲ့9ရဲ့3ရဲ့3လုံးပေါင်း နှစ်လို့ရိုက်တယ်ဒီနှစ်နဲ့၃ညနဲ့နှလုံးပေါင်းချင်းနှစ်လို့ရိုက်တာကို6ရက်7ရက်8ရက်၃လုံးပေါင်းနှစ်လို့ရိုက်တယ်ခွန်8လို့ဖြုတ်တယ်8ကဲ2ကဲ၃ညရဲ့၃လုံးပေါင်း၃ညပါဝါပရိင္းလို့ရိုက်တာနောက်တစ်ချက်ကဒီ၄ကြောင့်ဒီ၃လုံးပေါင်း၄လို့ရိုက်တယ်ဒီ၄ကြောင့်ဒီ၃လုံးပေါင်း၄ပြီးတာနဲ့၄နှစ်နှစ်ဆိုတဲ့၃လုံးပေါင်း၈ပါဝါကို 6ရက်9ရက်10ရက်3လုံးပေါင်း3လို့ရိုက်တယ်ဒီ3လုံးပေါင်း10ပါဝါဒီ3လုံးပေါင်း3လို့ရိုက်ပြရနဲ့ခွန်နဲ့10နဲ့2လုံးပေါင်း9ကြောင့်10ရက်2ရက်2ရက်3လုံးပေါင်း9လို့ရိုက်တယ်ဇောင်း3လုံးပေါင်း10ပါဝါပရိတ်6လို့ရိုက်တယ်အဲ့ဒီကောင်းလေးနဲ့တွားကြည့်ရအောင်နော်မနေ့ကဒီ6ကြောင့် ဒီသုံးလုံးပေါင်း6ပြီးသားနဲ့8နဲ့4နဲ့နှလုံးပေါင်း2ကို2ရယ်9ရယ်3ရယ်3လုံးပေါင်း2လို့ရိုက်9ရယ်3ညရယ်9ရယ်3လုံးပေါင်း6ပါဝါကို9 2 3ညနဲ့3လုံးပေါင်း1လို့ရိုက်တယ်ဇောင်း3လုံးပေါင်း3ညပါဝါပရိ9လို့ရိုက်တယ်ဒီ9ကြောင့်ဒီသုံးလုံးပေါင်း6ထားတဲ့အတွက်ဒီ9ကို9နဲ့3ညနဲ့နှလုံးပေါင်း6လို့ရိုက်တယ် ရှင်းနဲ့သုံးနဲ့နှလုံးပေါင်း1ပါဝါကို၃ညနဲ့6နဲ့နှလုံးပေါင်း6လို့ရိုက်ပြီးတာနဲ့9ရဲ့2ရဲ့8ရဲ့9 2 8ဆိုတဲ့၃လုံးပေါင်း9နှစ်ခတ်6နောက်ပြေးလို့ရိုက်တယ်အဲ့တော့၃ည6လို့ဖြုတ်တယ်9နဲ့၃ညနဲ့ဒီနှလုံးပေါင်း9ဒီနှလုံးပေါင်း9ဖြစ်နေခြင်းကြောင့်နှလုံးပေါင်း9နှစ်ခတ်ကိုဒီ၃လုံးပေါင်း6လို့ရိုက်တယ် ပြီးတာနဲ့၄ရယ်၃ညရယ်၂ရယ်၄၃ညနှစ်ဆိုတဲ့၃လုံးပေါင်း6နှစ်ခတ်ကူ၃နဲ့6နဲ့၄လုံးပေါင်း6လို့ပြချုပ်တာ၃ည6လို့ရိုက်တာဒါပရမတ်တကဒီ၃ညကြောင့်၂ရယ်၂ရယ်6ရယ်၃လုံးပေါင်း၃ညလို့ရိုက်ပြီးတာနဲ့ဒီ၃လုံးပေါင်းခွန်ပါဝါဒီ၃လုံးပေါင်း2နဲ့ရိုက်တယ်ဒီ၄လုံးပေါင်း2ကြောင့်ဒီ၃လုံးပေါင်း2လို့ရိုက်98လို့ဖြုတ်တယ် ရှစ်ကဲနှစ်ကဲတုံညာရဲ့တုံလုံးပေါင်းတုံညာပါဝါပရိငါလို့ရိုက်တယ်ပရိငါလို့သူကရိုက်ပြီးတာနဲ့ဒီတုံညာကိုတုံလုံးပေါင်းတုံညာထိုက်အတွက်ဒီတုံညာထိုက်ကိုနှစ်နဲ့ရှစ်နဲ့နှလုံးပေါင်းတုံညာလို့ရိုက်တယ်နှစ်ကဲရှစ်ကဲနှလုံးပေါင်းတုံညာပါဝါကို၄ရဲ့၁ရဲ့နှလုံးပေါင်း၅လို့ရိုက်တယ်ဒီနှလုံးပေါင်းတုံညာပါဝါ၄နဲ့၁နဲ့နှလုံးပေါင်း၅လို့ရိုက်တယ် အဲ့ဒါလို့ရိုက်ပြီးတာနဲ့တုံညာရဲ့ကိုရဲ့ခွန်ရဲ့တုံညာကိုခွန်ဆိုတဲ့သုံးလုံးပေါင်း6နှစ်ခတ်ကို8နဲ့1နဲ့နှလုံးပေါင်း6လို့ရိုက်ပြီးတာနဲ့တုံညာရဲ့6ရဲ့2ရဲ့သုံးလုံးပေါင်း8နှစ်ခတ်1နောက်ပိတ်လို့ရိုက်တယ်အဲ့တော့ဒီသုံးလုံးပေါင်း6နှစ်ခတ်နှလုံးပေါင်း6လို့ချုပ်တယ်ဒီနှလုံးပေါင်းတုံညာပါပါကိုလည်းဒီနှလုံးပေါင်းဒီနှလုံးပေါင်း5လို့ရိုက်တယ်အဲ့တော့1နောက်ပိတ် ဒီ၃ညကိုဒီ၃လုံးပေါင်း၃ညပြီးတာနဲ့ဒီ၃ညကိုနှစ်နဲ့ရှင်းနဲ့နှလုံးပေါင်း၃ညလို့ရိုက်တယ်။အဲ့တော့80နဲ့1လို့ဖြုတ်တယ်။နှစ်နဲ့၃နဲ့နှလုံးပေါင်း9နှစ်ခတ်ကိုဒီ၃လုံးပေါင်း3လို့ရိုက်မယ်ဆိုရင်4ရှိတဲ့အတွက်ဗရိတ်ကို8ထိပ်စီ1ပိတ်နဲ့ဗရိတ်ကိုဒါဒုတိယတစ်ခတ်ဒီလေးကြောင့်ဒီသုံးလုံးပေါင်း၄ပြီးတာနဲ့ခွန်နဲ့၈နဲ့နှလုံးပေါင်း၅ကို၁ရဲ့၂ရဲ့၂ရဲ့သုံးလုံးပေါင်း၅လို့ရိုက်တယ် ဒီသုံးလုံးပေါင်းကြီး6ပါဝါ sorry ဒီသုံးလုံးပေါင်းကြီး10ပါဝါဒီသုံးလုံးပေါင်း3နဲ့ရိုက်တယ်ကိုးထိပ်နှစ်ပိတ်နဲ့60နှစ်လို့ရိုက်တယ်နှစ်ကဲ6ကဲ10ကဲ2 6 10ဆိုတဲ့သုံးလုံးပေါင်း6ပါဝါပရိတ်တလို့ရိုက်တယ်ပရိတ်တလို့သူကရိုက်ပြီးတာနဲ့ဒီ၄ကြောင့်ဒီသုံးလုံးပေါင်း၄ပြီးတာနဲ့ဒီ၄ထိပ်ကိုနှလုံးပေါင်းပြန်၄မယ်ဆိုရင်10ထိပ်အဲ့ဒီ10ထိပ်ကိုခွန်နဲ့နှစ်နဲ့နှလုံးပေါင်း9ပါဝါကို ဒီနှလုံးပေါင်း၄လို့ရိုက်တယ်အဲ့တော့၄နောက်ပိတ်ဒီနှလုံးပေါင်း၉ပါဝါဒီနှလုံးပေါင်း၄လို့ရိုက်ရှစ်ကဲနှစ်ကဲ၉ရဲ့ရှစ်နှစ်၉ဆိုတဲ့သုံးလုံးပေါင်း၉နှစ်ခတ်ကိုဒီနှလုံးပေါင်း၆လို့ရိုက်မယ်ဆိုရင်၄နောက်ပိတ်၄ရဲ့၁ရဲ့ခွန်ရဲ့၄၁ခွန်ဆိုတဲ့သုံးလုံးပေါင်းချင်းနှစ်နှစ်ခတ်၄နောက်ပိတ်အဲ့ဒီမှာတခြားခုနကျွန်တော်ကြံခဲ့တယ်နော်ပြီးမှပြန်ပြမယ်၈၄ပေါ့ဗျာ 6ကဲ8ကဲနှလုံးပေါင်း4နှက်ခတ်ဒီ3လုံးပေါင်းနှစ်လို့ရမယ်ဆိုရင်3ညရှိတဲ့အတွက်ပရိတ်နှစ်8ထည့်စီ4ပိတ်နဲ့ဒါပရိတ်နှစ်အဲ့ဒီဖရညာပေးမယ်ဆိုရင်ဒါ84ပို့ဒီမှာသူရိုက်ထားတာက1ရဲ့6ရဲ့3ညရဲ့3လုံးပေါင်းခွန်ဒီ3လုံးပေါင်းခွန်ဇောင်း3လုံးပေါင်းခွန်လို့ရိုက်ပြတာနဲ့6 2 6နဲ့ခွန်နဲ့နောက်တစ်ချက် 6ရက်2ရက်6ရက်6နှစ်6ဆိုတဲ့၃လုံးပေါင်း၃ညကို66နှစ်နဲ့၃လုံးပေါင်း၃ညထားတဲ့အတွက်နှစ်ခွန်1နဲ့၃လုံးပေါင်း၃ညလို့ရိုက်တယ်။ခွန်ရဲ့၃ညရဲ့2ရက်ခွန်၃ညနှစ်ဆိုတဲ့၃လုံးပေါင်း6ကြောင့်၃ညရဲ့2ရက်ခွန်ရဲ့၃လုံးပေါင်း6ထားတဲ့အတွက်ဒီ၃လုံးပေါင်း6လို့ထပ်ဖြီးရမယ်ဆိုရင်ဒါမှနှလုံးပေါင်း9ရက်အတွက်၄နောက်ပိတ်ပဲ။ ဒီနှလုံးပေါင်း6နှစ်ခတ်ကဒီသုံးလုံးပေါင်း6နှစ်ရိုက်နှလုံးပေါင်း9နှစ်ခတ်သုံးလုံးပေါင်း3နှစ်ရိုက်နှလုံးပေါင်း4နှစ်ခတ်သုံးလုံးပေါင်း2နှစ်ရိုက်တုံညာရှိတဲ့အတွက်ဗရိတ်နှစ်84ဒါပထမတမူပေါ့နော်လိုရာဆွဲပေါင်းနေလို့ပဲအေးပေါ့လိုရာဆွဲပေါင်းလည်းမထိုးပါနဲ့တော့ရိုက်နေဘူးကမထိုးခိုင်းပါဘူးနော်လိုရာဆွဲပေါင်းနေမထိုးနဲ့နော်သူ့ဗရိတ်နဲ့သူတွားနေရပဲခဏရေးပြီးမှဖြတ်ပလိုက်တာလို့နော်ညနေရက်သူ့ဟာနဲ့သူလိုရာဆွဲပေါင်းတော့မဟုတ်ဘူးမှာ သုံးလုံးပေါင်း6သုံးလုံးပေါင်းခွန်သုံးလုံးပေါင်း8 6ခွန်8ပါဝါလန်တော့သုံးလုံးပေါင်း1သုံးလုံးပေါင်း2သုံးလုံးပေါင်း3တွားနေတာပဲဒီမှာလဲ71 30 9ဒီသုံးလုံးပေါင်း5နှလုံးပေါင်း5ဒီသုံးလုံးပေါင်း4နှလုံးပေါင်း4ဒီသုံးလုံးပေါင်း3နှလုံးပေါင်း3အပီးရောနော်အပီးအပီးလွယ်လုံးလို့မကြလို့ထားခဲ့တဲ့ကဏ္ဍနေတော့ပယ်ပလိုက်တာအဲကောင်ပယ်လိုက်တဲ့ပါတော့ဗရိတ်တစ်ကိုဖမ်းတယ်ညနေရက် အပီးရိုက်ပေါ့နော်သုံးလုံးပေါင်း9ကိုနှလုံးပေါင်း9နဲ့ရိုက်တယ်သုံးလုံးပေါင်း4ကနှလုံးပေါင်း4သုံးလုံးပေါင်း3နှလုံးပေါင်း3ထိရိုက်အပီးပြီးတော့ပြိပအပီးရှင်းသွားတယ်ထားလိုက်ပါတော့ဒါလေးပြီးရိုက်နော်ပြီးရိုက်ထားလိုက်တော့နောင်တရလေးရမယ်တော့ဗျာနော်အဲ့တော့84ကိုဒါပထမတစ်ခက်လိုရဆော့ပေါင်းနဲ့လူမကြည့်ပါနဲ့နော်သူသွားတဲ့လမ်းကြောင်းက ၁ရက်၆ရက်၃ရက်ရဲ့သုံးလုံးပေါင်းချင်းခွန်းလို့ရိုက်တယ်။ဒီသုံးလုံးပေါင်းခွန်းလို့ရိုက်တာကိုဒီသုံးလုံးပေါင်းခွန်ရိုက်ပြီးမှဒီသုံးလုံးပေါင်းခွန်နဲ့ရိုက်တာ။ဒီသုံးလုံးပေါင်း၃ရက်ကိုဇောင်းသုံးလုံးပေါင်း၃ရက်ပြီးတဲ့နဲ့ဒီသုံးလုံးပေါင်း၃ရက်နဲ့ရိုက်။ခွန်၃ရက်နှစ်ဆိုတဲ့သုံးလုံးပေါင်း၉ကြောင့်၃ရက်ရဲ့နှစ်ရဲ့ခွန်ရဲ့သုံးလုံးပေါင်း၉ထားတဲ့ဒီသုံးလုံးပေါင်း၉လို့ဖြစ်မှာဆိုရင်၄နောက်ပိတ်။နောက်တစ်ချက်ကနှလုံးပေါင်း၁ တစ်ပါဝါကိုနှလုံးပေါင်း6လို့ရိုက်တယ်နှလုံးပေါင်း3ရပါဝါနှလုံးပေါင်း9နဲ့ရိုက်တယ်အဲ့တော့ဒီနှလုံးပေါင်းကြီး6ပါဝါကိုဒီနှလုံးပေါင်း4လို့ကြည့်မယ်ဆိုရင်ဒါ4နောက်ပိတ်ပေါ့3လုံးပေါင်းကြီး6နှစ်ခတ်6နောက်ပိတ်3လုံးပေါင်း7နှစ်ခတ်1နောက်ပိတ်3လုံးပေါင်း2နှစ်ခတ်ဆက်ပြီးခဲ့မယ်ဆိုရင်ဒါ4နောက်ပိတ်အဲ့မှာ၃လုံးပေါင်းကြီး6 6ရဲ့နှက်ခတ်နှလုံးပေါင်း9တယ် tông lông mong sau nà khẹ nà lông mong cú đi tông lông mong cú nà khẹ nà lông mong sau đi cú cú sau lùi đầu sau sau cú lùi dây thà cú nà khẹ sau bơi cú nà khẹ sau bơi sau nà khẹ cú bơi cú cú sau dây đầu sau sau cú lùi thì bơi cú bao à thì bơi cú nà khẹ làm gì sao à ဒီနှလုံးပေါင်း9နှစ်ခတ်ပရိတ်6ဒီနှလုံးပေါင်း9နှစ်ခတ်6ပရိတ်နှလုံးပေါင်း6နှစ်ခတ်ပရိတ်9လို့ရထားတဲ့အဲ့ဒီမှာရောနေတဲ့အတွက်တိတ်ပြလို့တော့မကောင်းတွဲနေတာခဏဒီနှလုံးပေါင်း6ဒီ3လုံးပေါင်း6ပြီးတာနဲ့ဒီ3လုံးပေါင်း6နှစ်ခတ်နှလုံးပေါင်း9လို့ရိုက်တာဒီနှလုံးပေါင်း6ကိုဒီ3လုံးပေါင်း6လို့ရိုက်ပြီးတာနဲ့6နှစ်ခတ် နှလုံးပေါင်း၉နေရိုက်တယ်။အဲ့တော့ဒီနှလုံးပေါင်း၉လို့ရိုက်တာကိုဒီသုံးလုံးပေါင်း၉လို့ရိုက်ပြီးမှ၉ရဲ့နှက်ခတ်နှလုံးပေါင်း၆မှာဆိုရင်ဒီလာတဲ့၉၉၆အဲ့ဒါကိုသုံးလုံးပေါင်း၆သုံးလုံးပေါင်း၆သုံးလုံးပေါင်း၉၆၆၉ကိုနှက်ခတ်လန်တော့နှလုံးပေါင်း၉ဒီ၆နှက်ခတ်ကိုနှလုံးပေါင်း၉ဒီ၆နှက်ခတ်နှလုံးပေါင်း၉ဒီ၉နှက်ခတ်နှလုံးပေါင်း၆ဆိုရင်၄ဘိတ် ဒီသုံးလုံးပေါင်းခွန်ဇောင်းသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်နဲ့ရိုက်ဒီသုံးလုံးပေါင်းတုံညဇောင်းသုံးလုံးပေါင်းတုံညဒီသုံးလုံးပေါင်းတုံညဒီသုံးလုံးပေါင်း9ကဇောင်းသုံးလုံးပေါင်း9ပြီးသွားပြီဒီသုံးလုံးပေါင်းပြန်9မယ်ဆိုရင်၄နောက်ပိတ်သုံးလုံးပေါင်းချင်း9နှစ်ခတ်6နောက်ပိတ်3လုံးပေါင်း8နှစ်ခတ်10နောက်ပိတ်3လုံးပေါင်း2နှစ်ခတ်4နောက်ပိတ်နဲ့ဒီ9ကသုံးလုံးပေါင်း9ပြီးတာနဲ့ဒီနှလုံးပေါင်း9လို့ရိုက်တယ်ဒီတုံညကိုသုံးလုံးပေါင်းတုံညလို့ရိုက်ပြီးတာနဲ့နှလုံးပေါင်းတုံညနဲ့ရိုက် အဲ့တော့ဒီ၄ကြောင့်၃လုံးပေါင်း၄ထားတဲ့အတွက်နှလုံးပေါင်း၄ခံမယ်ဆိုရင်6ရှိတဲ့အတွက်8ထိပ်စီ၄ဘိန်းနဲ့84နှလုံးပေါင်း9နှက်ခတ်က6လို့ရိုက်တယ်နှလုံးပေါင်း9နှက်ခတ်ကို3လို့ရိုက်တယ်နှလုံးပေါင်း၄နှက်ခတ်က3လုံးပေါင်း2 3ညရှိတဲ့အတွက်ဗရိတ်နှစ်နဲ့84အဲ့လိုမဟုတ်ဘဲနဲ့သူဖရိန်ပြောင်းပြီးချမယ်ဆိုရင်ဒီကောင်လေးရှိတယ် ကဲသွားကြည့်မယ်ဒါလေးစားဒါလေးအောင်ထဲ့မှုရရှုပ်လို့ဘယ်ကောင်နဲ့သွားခြင်းလဲဆိုတော့ဒီကောင်ဆင်းရိုင်းမှာကြောက်တယ်ဗျာနော်ချက်သွားကြည့်အောင်ကျွန်တော်တို့ကိုရဲ့နှစ်ရဲ့ခွန်ရဲ့ဒီကိုနှစ်ခွန်ဆိုတဲ့သုံးလုံးပေါင်းချင်းရှစ်တယ်ဒီသုံးလုံးပေါင်းချင်းရှစ်ကိုကိုရဲ့ကိုရဲ့နှလုံးပေါင်းရှစ်လို့ရိုက်ပြီးတာ ਨੇ တုံညရဲ့နှစ်ရဲ့6ရဲ့သုံးလုံးပေါင်း၈လို့ရိုက်တယ်ဒီသုံးလုံးပေါင်း6နှစ်ခွန်းဆိုတဲ့သုံးလုံးပေါင်း၈ကို6နဲ့6နဲ့နှလုံးပေါင်း၈ပြီးတာနဲ့တုံညနှစ်6နဲ့သုံးလုံးပေါင်း၈လို့ရိုက်တယ်နောက်တစ်ချက်ကတုံညရဲ့3ရဲ့1ရဲ့သုံးလုံးပေါင်းကြီး1ဒီသုံးလုံးပေါင်း1ကိုလည်း6နဲ့2နဲ့နှလုံးပေါင်း1လို့ရိုက်ပြီးတာနဲ့3ခွန်း1နဲ့ သုံးလုံးပေါင်း1လို့ရိုက်တယ်4ရဲ့3ညရဲ့2ရဲ့သုံးလုံးပေါင်းချင်း6ကိုဒါမှ3ညနဲ့6နဲ့နှလုံးပေါင်း6ထားတဲ့အတွက်ဇောင်းသုံးလုံးပေါင်း6လို့ရိုက်မှဆိုရင်9နောက်ဝေးရှိတယ်အဲ့ဒီဆက်ပါနော်9နောက်ဝေးရှိတယ်အ8 6သုံးလုံးပေါင်း8ကိုနှလုံးပေါင်း8ပြီးတာနဲ့သုံးလုံးပေါင်း8နဲ့ရိုက်တယ်သုံးလုံးပေါင်းချင်း1ကို နှလုံးပေါင်းတစ်ပြီးရနဲ့ဇောင်းသုံးလုံးပေါင်းတစ်လို့ရိုက်တယ်၄ရဲ့၃ညရဲ့၂ရဲ့၃လုံးပေါင်းချင်း၆လို့ရိုက်တာဟုတ်ဒီမှာ၃ညနဲ့၆နဲ့နှလုံးပေါင်း၆ပြီးသွားပြီဇောင်းသုံးလုံးပေါင်း၁၆မယ်ဆိုရင်ဒါကိုအပိတ်အခုနဒီကိုကဒီ၃လုံးပေါင်းကိုပြီးတာနဲ့နှလုံးပေါင်း၉ဒီ၃ညဒီ၃လုံးပေါင်း၃ညလို့ရိုက်ပြီးတာနဲ့နှလုံးပေါင်း၃ညဒီ၄က၃လုံးပေါင်း၄ပြီးတာနဲ့နှလုံးပေါင်း၄မယ်ဆိုရင်၈ထည့်စီ၉ပိုင်းနဲ့ 89ပရိက္ခဘယ်လိုလာမဲဆိုရင်3ညရဲ့2ရဲ့4ရဲ့3ည24ဆိုတဲ့3လုံးပေါင်း6တီပရိက္ခ6 363ညဆိုတဲ့3လုံးပေါင်း9တီပရိက္ခ9 3လုံးပေါင်း9တီခွန်ပရိက္ခ89ခွန်2ပရိက္ခဘောနော်89နဲ့အရင်မလဲ84 34တို့ပါဘူးကြာရင်တော့ထည့်ထိုးပေါ့နော် 39တို့34တို့ကြာရင်ထဲထိုးနှစ်ခုံပြိကြိုက်တယ်မနေ့ကကျွန်တော်ကနော်89နဲ့84အဲ့ဒါကတော့အဓိကကြိုက်တယ်ဒါနဲ့၄နောက်ဘက်ကခိုးရိုက်နေတာနော်ကျွန်တော်ပြောပြသားအဲ့ကောင်က၄င်းကူးမယ်ဆိုရင်၄နောက်ဘက်ကကြာမှာကြာဖို့ရခိုင်တော့အားများတယ်ဗော၄နောက်ဘက်၉နောက်ဘက်၄၉နောက်ဘက်နှစ်ခုံပြိ လေကိုနာဝေနှစ်ခုံပြိဒါလေးတွေအလွယ်လေးတွေကနန်းအဖြစ်ပြမယ်ဆိုရင်တော့ကနန်းကွက်ကကိုကရွေးရတာဟုတ်နော်ကနန်းကွက်ကနဲကျင်တော့ရွေးရတဲ့ခါမှကျတော့နော်ရွေးရတဲ့ခါမှကျတော့ကြာရင်တော့အရန်ထက်ကစားပါဘောနော်ရန်ရန်ကိုကကိုကြာရင်တင်ထိုးနောက်တစ်ချက်ပြကြည့်မယ်ဗရိတ်လိုင်းပါဘောနော်ဗရိတ်၃လုံးပါဗျာအကုန်ဆွဲခိုင်းတာမဟုတ်တော့ခုနလေးကိုနောက်ဘေးနဲ့ကတ်ကစားလို့ရအောင်ကျွန်တော်ဒါ တန်းနေတဲ့လူကတော့ထဲ့ထိုးပေါ့တန်းနေတဲ့လူကတော့မထိုးနဲ့အဲ့တော့သူတွားနေတဲ့လမ်းကြောင်းကြတော့ကျွန်တော်ပြပေးလိုက်မှာပဲသူတွားနေတဲ့လမ်းကြောင်းရဒီမှာ၅၃လုံးပေါင်းချင်း၅စီလီယံကျော်ရရတယ်နော် တယ်။၁၁၁၉လဲရိုက်တယ်။၅၄၃၃လဲရိုက်တယ်။အဲ့တော့၃လုံးပေါင်း၅၃လုံးပေါင်း၄၃လုံးပေါင်း၃၅၄၃လို့ရိုက်တယ်နော်။၁၁၁၉လဲရိုက်တယ်။၅၄၃ကအပီးပရိတ်ကော၅ကိုနှလုံးပေါင်း၅၃လုံးပေါင်း၄ကိုနှလုံးပေါင်း၄၃လုံးပေါင်း၃ကိုနှလုံးပေါင်း၃အညီပေါ့နော်။ပရိတ်ကောပေါစီလီယံတခါတည်းအပီးချုပ်စင်းသွား90နဲ့2တဲ့ အဲ့ဒီကောင်ကသွားမယ်ဆိုရင်ဘူလေးရှိတယ်ဗျဒီနားလေးတွေကတ်ဖြီးမယ်ဆိုရင်ပေါ့နော်ဒီနားလေးကတ်ဖြီးမယ်ဆိုရင်ဘူလေးရှိတယ်များကုန်ပါသလိုကျွန်တော်မပြအဲ့တော့ဒီသုံးလုံးပေါင်း9ကိုနှလုံးပေါင်း9ပြီးတာနဲ့9ပါဝါ3ညလို့ရှင်းလို့ရတယ်ဒီသုံးလုံးပေါင်း6လို့ရိုက်တာကို6နဲ့8နဲ့နှလုံးပေါင်း6ပြီးတာနဲ့4ပါ4ပါဝါ3လုံးပေါင်း9နဲ့ရိုက်တယ် အဲ့တော့ဒီသုံးလုံးပေါင်း3ကို2လုံးပေါင်း3လို့ရပြီတဲ့3ပါဝါဒီသုံးလုံးပေါင်း8လို့ရခဲ့မှာဆိုရင်ဘူပရိတ်ရှိတယ်ဘူပရိတ်မှာဆိုရင်ဘာဘာဆန်းနာမလို့64နဲ့19ပေါ့ကိုက49နောက်ပိတ်ဖမ်းထားတာ49နောက်ပိတ်49နောက်ပိတ်ဒီပရင်လေးတွေကြိုက်တာဗောနော်၃လုံးပေါင်းကြီး၈၂လုံးပေါင်း၈၃လုံးပေါင်း၈ ဒီ၃လုံးပေါင်း၁ကို၂လုံးပေါင်းတက်ပြီးရတယ်၃လုံးပေါင်း၁ဒီ၃လုံးပေါင်း၆၂လုံးပေါင်း၆၃လုံးပေါင်း၆ဆိုရင်ဒါကိုအပိတ်ပေါ့ကိုအပိတ်ကနောက်တစ်ချက်ကဘယ်လိုလာမလဲဆိုတော့၃လုံးပေါင်းကြီး၁၃လုံးပေါင်း၁၃လုံးပေါင်း၁လို့အညီရိုက်ထားတာဒီ၃လုံးပေါင်း၁နှစ်ခတ်ကို၂လုံးပေါင်း၈နဲ့ရိုက်ဒီ၃လုံးပေါင်း၁နှစ်ခတ်၂လုံးပေါင်း၈နဲ့ရိုက်ဒီ၃လုံးပေါင်းကြီးထပ်တက်တယ်၁နှစ်ခတ်၂လုံးပေါင်း၈လို့ရိုက်မယ်ဆိုရင်ကိုအပိတ် ဲ့တော့ကိုးလေးအပိတ်2039ပြိတ်ဆိုရင်အပိတ်အပိတ်ကနှလုံးလေးအပိတ်နှလုံးနဲ့ဆိုတော့ကဏ္ဍလေး6ခွက်ပဲရှိတယ်2039ပြိတ်အဲ့ဒါကိုပြိတ်အကုန်ဆွဲရင်အကွက်30ရှိတယ်ပြိတ်အကုန်ဆွဲခိုင်းနေရမှုနော်မင်းသားလေးတွေကဏ္ဍ6ခွက်ဗျာအကွက်100မှာ10ခွက်လောက်တကနာပြောထွက်ကြံထွက်နေတဲ့ကိုလည်းဖမ်းနေရဖမ်းမယ်ဆိုရင်အနေတော့မထုတ်ပါဘူးဆိုရင်တရားရာဂိုင်းတော့မှ နော်တရားရာဂိုင်းတော့မှအခုတဆယ်ရာဂိုင်းတော့ယူကစားမယ်ဆိုရင်တော့မစိုးပါဘူးနော်တရားရာဂိုင်းတော့မှတဆယ်ရာဂိုင်းတော့ဆိုတော့ကနန်းဆယ်ကွက်ဒါအဲ့လောက်တော့လူတိုင်းကစားကြတယ်ဒါပေမဲ့ကျွန်တော်အကွက်များမှာဆိုတော့အုံနောက်ဆောက်ခံပြီးတော့အကွက်ကိုကျုံထုတ်တာအဲ့ဒီမှာလွတ်တာလေးလော့ကုန်တာပါနော်ဒါပေမဲ့ဟိုစကားဖြစ်ပြောပြတာအကွက်အများကြီးလဲကျွန်တော်ပွေးကြည့်ဦးနော်မှန်မှန်လွဲအကွက်နဲတာနဲ့များတာနဲ့တော့မြတ်တာချင်းကတော့မတူတာတော့အမှန်ပဲ အကွက်နဲတာကတော့လွဲတာများမှာပဲအကွက်များတာကတော့ဝင်အောင်တတ်တာပေါ့ဗျာသူကတော့ခဏကြည့်ရတာများတာပေါ့နော်ရွေးချယ်မှုများတဲ့အခါမျိုးကျတော့ပေါက်ပြီးပါနိုင်ကြီးများမယ်ပေါ့နော်အကွက်များရင်တော့ဒါကတော့လူပိန်းတွေးအတွေးနဲ့တွေးကြည့်တာတော့မှာဒါသိပါတယ်နော်အဲ့တော့ဒီမှာရိုက်ထားတာနှလုံးပေါင်း5နှလုံးပေါင်း4နှလုံးပေါင်း3 5 4 3ပါဝါလန်းတော့36 8 သုံးလုံးပေါင်း30သုံးလုံးပေါင်း9သုံးလုံးပေါင်း8ဘူးပြိတ်တရလာတဲ့သုံးလုံးပေါင်း6ကိုပြိတ်6ချလို့ရတဲ့သုံးလုံးပေါင်း9ကပြိတ်9သုံးလုံးပေါင်း9ပြိတ်9မဟုတ်လို့ဒီနှလုံးပေါင်း9နှစ်ခတ်ကိုတရသုံးလုံးပေါင်း6နှလုံးပေါင်း9နှစ်ခတ်သုံးလုံးပေါင်း3နှလုံးပေါင်း4နှစ်ခတ်သုံးလုံးပေါင်း2ပြိတ်2ခဏလေး6ခွက်တည်းပဲထူရတာနော်ပျောက်လိုက်ရတယ်ပျောက်တယ်2ခွန်3ကပြိတ်အဲ့ဒါကို6လေးနောက်ပိုင်းနဲ့ကျွန်တော်ကကစားမှာ တမဆင်ထားရလည်းရှိတယ်နော်အပေါ်မှာဒါရှာရင်တော့ရှိမှာပဲ30 17ဆိုလဲဒါ၄နောက်ပိတ်ပဲစီလီယံနေဆင်ထားတာပဲနှလုံးပေါင်း30နှလုံးပေါင်း17နှလုံးပေါင်း12 30 17 17လာထား၄နောက်ပိတ်လောက်နေတာပဲလေနှလုံးပေါင်း5နှလုံးပေါင်း၄မထင်ဘူးဒီလောက်လွယ်တဲ့ဟာမထင်ဘူးလေနှလုံးပေါင်း5 နှလုံးပေါင်း၄နှလုံးပေါင်း၃၅၄၃အဲ့ဒါကို၁၁၁၉နဲ့ရှော့ရိုက်တယ်ဒီကလည်း၅၄၃နဲ့ရှော့ရိုက်တယ်အဲ့ဒါသုံးလုံးပေါင်း၃ညပါဝါ၅ပရိသုံးလုံးပေါင်း၃ညပါဝါ၅ပရိသုံးလုံးပေါင်း၆ပါဝါပရိတ္တ၅၅၁လို့ရိုက်သွားပြီရိုက်သွားတဲ့လမ်းကြောင်းမှာကျွန်တော်တို့ကမှီလိုက်ရမှာပဲအဲ့တော့ 60ဟိုနေ့မို့ပရိတ်နှစ်မှာဆိုရင်84 39ပေါ့နှစ်ကွက်ပဲခွန်ပရိတ်မှာဆိုရင်89နဲ့34တုံညာပရိတ်မှာဆိုရင်64နဲ့19ပေါ့နော်ခဏန်းတော့ရေးမပြတော့ဘူးနော်အောက်ကမန့်ပြီလေဗျာနော်ပရိတ်တွေ့ကြည့်ရင်တွေ့တာပေါ့ပရိတ်တွေ့တာပေါ့ရိုက်ချလိုက်ပရိတ်တွေ့တာပေါ့ တန်းလို့ဒီသုံးလုံးပေါင်းကြီးတစ်ပေါ့တစ်ပါဝ6ပရိတ်သုံးလုံးပေါင်း4ပါဝ9ပရိတ်သုံးလုံးပေါင်း6ပါဝပရိတ်တစ်ပေါ့ဒါတော့ဒီမှာကြားထားတဲ့အတွက်ဒါလူတိုင်းတွေးမှာပဲအားနေတယ်လို့တွေးမှာပဲကျွန်တော်လည်းထဲပါဘူးเนาะသူကကြားကြားမကြားနေဒါတွေကတော့ထားလိုက်တော့အခုရိုက်နေတာသုံးလုံးပေါင်း30သုံးလုံးပေါင်း9သုံးလုံးပေါင်း8ဘူပရိတ်လည်းကောင်းတာပဲနှလုံးပေါင်း9နှစ်ခတ်သုံးလုံးပေါင်း6နှလုံးပေါင်း9နှစ်ခတ်3လို့ရိုက်နှလုံးပေါင်း4နှစ်ခတ်2လို့ရိုက် ပရိတ်နှစ်အလုံးမောင်းရင်သုံးလုံးပေါင်း6တီပရိတ်ပရိတ်သုံးလုံးများနှစ်ခွန်သုံးများပရိတ်နဲ့6ကိုဦးနေကိုလေးနောက်ပိုင်းနဲ့အခဏ6ခုပဲကျွန်တော်ကြိုက်တာနော်ကျန်နေတဲ့မိတ်ဆွေတွေတော့လိုက်ကြတာကဲလူသစ်တွေကလည်း subscribe လုံးမနှိပ်ရသေးတဲ့မိတ်ဆွေတွေကလည်းမိမိတို့အများကြီးကျင်တယ်ဆိုရင်နှိပ်ထားပါဗျာနော်ကျွန်တော်လည်းလုံကိစ္စလေးတွေရှိတဲ့သူလျှို့မတက်အားလားနော်လျှို့မတက်အားလို့ လောက်ရနေပါသွားပါပြီနော်ဒါမှလုံပုံလုံပုံလုံပုံလုံနည်းလေးတစ်ချက်ပြောပါမယ်နှလုံးပေါင်း1ပါဝါကို3လုံးပေါင်း6နှလုံးပေါင်း9ပါဝါ3လုံးပေါင်း2နှလုံးပေါင်း1ပါဝါ3လုံးပေါင်း6နှလုံးပေါင်း၃ပါဝါ၃လုံးပေါင်း၅နှလုံးပေါင်း၉ပါဝါ၃လုံးပေါင်း၄တဲ့ခွန်ထိတ်တော့ကျွန်တော်တို့မနဲ့ပယ်လိုက်ပြီတပင်တပင်၃ပင်၄ပင်ဒီပင်ဆိုတော့၅ပင်၁ခွန်၁၃ညတဒီနှလုံးပေါင်း၁ပါဝါ ခွန်ဘဝ2တစ်ဘဝ6 5ဘဝ3ညဘဝ5 6ဘဝ3လုံးပေါင်းလေးခွန်ထိုက်တော့ကျွန်တော်တို့မကင်တော့ဘူးပဲပြီခဲ့ကစင်းမယ်လို့နော်ပဲဒီဒေါင်းအောင်သွားမှာလို့နော်ဘာမယ်ပါလို့ခွန်နဲ့3ညပရိတ်6နောက်ပိတ်အပိတ်နဲ့ပါဒီခါလေးရိုက်တာကဏ္ဍ6ခုပဲရှိတယ်ပရိတ်နဲ့ချုပ်တော့ကစင်းပြီလို့ဘာမယ်ဘာမယ်အားလုံးမနက်ကိုကန်ကောင်းပါစေ 84 39ပရိနှစ်မှာဆိုရင်84နဲ့39 3ညပရိမှာဟိုနေ့ခွန်ပရိမှာဆိုရင်34နဲ့89 3ညပရိမှာဆိုရင်1964အဲ့ဒါပဲကစင်းပြီးစင်းပြီးနော်ဒါဒီတောင်းတော့မှာလို့